းဖွဲလိုက်ဒါလေးဖွဲလိုက်အဲ့တော့စုံစည်းနှစ်ဖာပဲလောရအောင်အများကြီးပြာပြားမှာဟာတဲ့မှာတစ်ထက်ကြီးတစ်ထက်ကြီးတစ်ထက်ကြီးအဲ့တစ်ထက်ကြီးပြင်ဟိုမှာအများကြီးကြံသေးရဲ့ဒီတစ်ထက်ကြီးအဲ့တစ်ထက်ကြီးပြင်အဲ့အပေါ်ကသုံးလွာကဒီပွဲစဉ်တွေ့ကဲဟိုဒါလေးကိုလည်းပြောမယ်ဒါလေးကဗာလေးတော့ဆိုတော့ဒါလေးကပူပရိသေးနဲ့ပတ်သက်ပြီးတော့ဖန်လာတာပူပရိနဲ့ပတ်သက်ဖန်လာတာအဲ့ဒီပူပရိကဘာကြောင့်လို့ဆိုတော့ဟာမှနှစ်ဦးမှငါးလုံးပိတ်ပြီးတော့မှ နော်1 9 5ဆိုတော့5ပြိတ်တို့ထွက်ထားတာဟာဒီမှာလည်း2ဦးမှာ5လို့ပိတ်ပြီးတော့မှာ1 9 6တို့ထွက်ထားတာနော်အဲ5ပြိတ်5ပြိတ်ဟုတ်ပြီအဲ့ဒီ5ပြိတ်5ပြိတ်ကြောင့်5ပြိတ်5ပြိတ်ကြောင့်အဲ့ဒီ5ပြိတ်ရောက်5ပေါင်ကအပိတ်ဆောင်တုံးလုံးတုံရလို့ထည့်ပိတ်ကြောင်တုံးလုံးတုံရလို့ထည့်ပြီးဟာဒီ5ပိတ်5ပိတ်ဒီတနေ့ကြောင်မှာခါတော်တုံးလုံး5လို့ကြခဲ့ကြခဲ့တဲ့အဝကဏ္ဍကိုကျွန်တော်မနေ့ကယူပြီးပြီ ဒီကနန်းကြီးပြန်ကြသွားအဲ့ဒါမပြောတော့ဟုတ်ပြီနော်ဒီပရိတ်ငါးခါတော့တော့ငါးလို့ထည့်ထည့်ပြီးတော့အဲ့ငါးပေါက်ဟာမှာ၃ရပရိတ်ဟုတ်ပါဦး၃ရပရိတ်တွေပြောတော့မယ်အဲ့ခါတော့တော့ငါးလို့ဖြစ်ပြီးတော့မှဘာဖြစ်တာတော့ရှိဘောခွန်လို့ရိုက်တာခွန်300ဒွဲဒီနဲ့ရိုက်တာခွန်300ဒွဲနဲ့ရိုက်ပြီးပိတ်တော်တော့လျှောက်လို့ထည့်တာလေအဲ့ဒီတဲကောင်လေးဒီမှာလည်းအဲ့ဒီတဲကောင်လေးခါမှာ၅ပိတ်၅ပိတ် ငါးပောက်ဝါပိတ်တော်တုံးလုံးမင်းတုံရလို့ထဲထဲပြီးတော့မှတပွဲကျုံမှာခါတော်တုံးလုံးငါလို့ပြန်ထဲဒီငါးပိတ်ငါးပိတ်ကြောင့်ခါတော်တုံးလုံးငါလို့ထဲတာရှေပေါင်းကြီးခွန်လို့ထဲပြီးတော့မှပိတ်တော်တုံးလုံးမင်းရှောက်လို့ရိုက်ထားတာဟုတ်ပြီနော်အဲ့ဒီတဲကောင်လေးနဲ့ဒီနေ့ထဲမှာကျွန်တော်ကကစားဖို့ဟုတ်ပြီဒီတဲကောင်လေးနဲ့ကစားဖို့ပုံစံမျိုးစုံနဲ့ဖန်တာဒါဒီကရှေ့မှာပြောဘူးလေပြောဘူးလို့ဟုတ်ပြီအဲ့တော့ဒီနှစ်ထဲမှာကျွန်တော်ဗာလေးဖန်တာတော့ဒီကနန်းလေးကို ဒီကူးမလားဆိုပြီးတော့အဲဒီကူးတာလားဆိုပြီးဖမ်းခဲ့တယ်ဒီကနန်းကိုလည်းဒီကူးမလားဆိုပြီးဖမ်းလာတယ်ဒီကနန်းအကြောင်းအခုကပြောမှာအခုပြောမှာဒီအကြောင်းပြောမှာဒါတည်းကဒီမှာသာကူးခဲ့တာဒီမှာမကူးဘူးဒီမှာအတိုင်းဖမ်းလာတာဒီကနန်းကိုဒီကူးဆိုပြီးတော့ကျွန်တော်လောက်ခဲ့သေးတယ်ဒီကနန်းကိုလည်းဒီကူးဆိုပြီးလောက်ခဲ့တယ်မလာဘူးအခုကဒီအကြောင်းပြောမှာဟုတ်ပြီအဲအကြောင်းပြောမှာဆိုတော့အဲအကြောင်းကိုဘယ်လိုပြောရမလို့ဆိုပြောပြမှာ ဒါတွေကတော့ရှင်းပြလဲရတယ်ဒီကနေ့ဒီကူဖို့အတွက်ဒီတောင်းနဲ့ဖမ်းတာအားဒီရှိပေါင်းကောင်ကိုငါးထည့်လို့တက်ပြီးငါးပရိလို့ရိုက်လို့မြင်းကုန်မှာငါးပရိလို့ထွက်လို့သူ့ရဲ့တပင်ကြွားကောင်ဒီကောင်ကိုဖမ်းတာဟားဒီနောက်ပေါင်းကိုးနောက်ပိတ်အကိုရဲ့နှက်ခတ်ရှိပေါင်း၆လို့ရိုက်တာလေကိုယ်ကနှစ်ခါခြေပေါင်း၆လို့ရိုက်ပြီးတော့မှသူ့ဝေးမှရိုက်တာက၈တုံရခွန်ဆိုတဲ့ brain ကဒီမှာလဲအပုံစံမျိုးပဲခြေပေါင်းက၅ထိန်၅ပရိအဲ့ဒီ၅ပရိက၅ပရိလို့ရိုက်တဲ့ကောင်၈တုံရခွန်လို့ရိုက်တာ အာဒီ9နောက်ပိအကွဲနကရှေပေါင်း6ရဲ့ဇောင်းမှာ7300ခွန်းဆိုတဲ့ငါးပရိရဲ့တို့တပင်ကျော်ကဒီကောင်းကိုယူတာဒီနေရာကိုမလာဘူးဟုတ်ပြီနော်အပိတ်ထောင်သုံးလုံးပေါင်းကြီးကဒီမှာခွန်းလို့ထောင်ခဲ့တာအပိတ်ထောင်သုံးလုံးပေါင်းကြီးခွန်းရဲ့ဘေးရကောင်လို့ဒီလိုယူခဲ့တာဒီမှာနဲ့အပိတ်ထောင်သုံးလုံးပေါင်းကြီးခွန်းလို့ဖြစ်တဲ့ဘေးရကောင်ဒီကိုယူကအဲ့ဒါမလာဘူးဟာမလာတော့ပြောတာဟုတ်ပြီသူ့အောက်မှာပါကြည့်တော့ဒီ3 6ဆိုတဲ့300လောက်ခွေပြီးတော့ သူ့ရဲ့တပင်ကျော်ဟာဟာလီ300ခွန်6ဆိုတဲ့ကဏ္ဍလေး။ဟောဒီ300ခွန်6ဆိုတာဟာဒီခြေပေါင်း6ဒီဘရိတ်6လို့ရိုက်ထားတယ်။သူ့ဘရိတ်6ရဲ့အထက်ကဒီကဏ္ဍလေးတည်တယ်။ဒီကိုကူးလာလားဆိုတဲ့အတွေးနဲ့ဒီမှာလဲ3တိလျှောက်လို့ခွေထားတဲ့300အဲ့ဒီ300ရဲ့တပင်ကျော်ကဒီကဏ္ဍလေးဟာဒီခြေပေါင်း6ကိုဘရိတ်6လို့ထည့်ထားတဲ့အပေါ်ကကဏ္ဍလေးကိုဒီမြန်ကူးမလားဆိုပြီးဆွဲထားတာ။ဟုတ်ပြီမကူးအဲမကူးတော့အခုဒီတစ်ခုထပ်စဉ်းစားမယ်။ ဒီဘက်မှာစဉ်းစားထားတဲ့အတိုင်းနေပဲပြောမယ်ဒီနေရာကိုကျွန်တော်စဉ်းစားမယ်ဒီနေရာကိုစဉ်းစားတဲ့အခါကျတော့သူကဘာလီနဲ့လာခဲ့တော့အခုနပြောခဲ့တဲ့ကငါးဖြစ်ချင်းနေနဲ့ဖန်ခဲ့ပြီးတော့ဒီမှာလည်းငါးဖြစ်ချင်းနေကျွန်တော်လိုက်ဖန်လာတာဟုတ်ပြီနော်ငါးဖြစ်ချင်းရှင်းဖြစ်ချင်းနေနဲ့ဖန်လာတာဟုတ်ပြီအဲ့တော့ဒီဆလာကလေးကငါးဖြစ်ချင်းနေနဲ့ရှင်းဖြစ်ချင်းနေဖန်လာလို့ဒီမှာလည်းငါးဖြစ်ချင်းရှင်းဖြစ်ချင်းနေကျွန်တော်ပြန်ဖန်လာချိန်စမှုကနှိမ့်နေပါလေတဲ့ကဲဘယ်လိုလုပ်အဲ့တော့ဟုတ်ပြီ ဲ့တော့ဒီမှာဒီသုံးလုံးပေါင်းကြီးချော့အဲ့ဒီသုံးလုံးပေါင်းကြီးချော့နှစ်ပွဲကြုံမှာပရိင္းငါအဲ့ပရိင္းငါဒီသုံးလုံးငါလို့ထည့်တာထည့်ပြီးဒီ6ကိုဒီသုံးလုံး6လို့လာလာပြီးတပင်းကြုံမှာအခုံး6လို့ထည့်တာထည့်ပြီးတော့မှဒီသုံးလုံးပေါင်းကြီး6လို့ခွေတာခွေပြီးအခုံး6လို့လာလာတဲ့ဘေးမှာဟာမဲ့ V shape ငါ့ကိုပရိင္းငါလို့ရိုက်တော့သူ့ဘေးမှာဒီနေရာကိုစဉ်းစားတာဟာဒီအခွေငါရဲ့ဇောက်ဒီသုံးလုံး6ရဲ့အောက်ကဟာဒီ9 1 4ကို1 5 4လို့မြန် ဒီကနန်းလေးကိုဒီရွှေ့တာလားဆိုတာအတွေးနဲ့ဖမ်းလာတာဟုတ်ပြီနော်အဒီမှာလည်းအတိုင်းကြီးကျွန်တော်တွေးပြီးတော့ဖမ်းလာတာလေးကိုပြော့ပြအဒီမှာလည်းဟာမခွန်၅လေးဆိုရယ်ပရိအခွေ၆အဲ့ဒီ၆ရဲ့နှစ်ပွဲကြုံမှာပရိ၅အဲ့၅ဒီဒီသုံးလုံး၅လို့ထည့်ထည့်ပြီးတော့မှဒီခွေ၆ကိုဒီသုံးလုံး၆လောက်လာပြီးတပင်ကြောင်မှာအခုံး၆လို့ထည့်ပြီးတော့မှဒီသုံးလုံး၆လို့စကားပြီးတော့မှဟာလို့အခုံး၆လို့ရိုက်တာလားရိုက်တာလဲဘေးမှာပရိ၅ ဟာမဗီရှိငါပရိငါသူ့ဘေးမှာကြာမဲ့ကနန်းသည်ဟာဒီမှာတက်တယ်ဒီတော့မရှိဘူးဟာဒီတော့ညပရိအတော့ညပရိဒီတော့ညပရိဥကိုင်းဟုတ်ပြီနော်ဒီမှာလည်းအဲ့ဒီလိုပဲတုံညပရိအဲ့ဒီတုံညပရိတုံညပရိဥကဲထို့ကြောင့်ထို့ကြောင့်အဲ့လိုလေအဲ့လိုကြောင့်ကျွန်တော်ဒီတိုင်းလေးကိုအဲ့လိုကြီးရွေးချယ်လိုက်တာတကယ်ချင်းနေကြီးအဲ့တော့ 380ဆိုတဲ့ပတ်လေလေးကဲဒါလည်းသွားပြလိုင်းနေရမကောင်းဘူးကဲနောက်ပိုင်းလိုင်းမကောင်းရင်တော့ကျွန်တော်ကဘာလုပ်အောင်လို့ဆိုတော့ဒီတိုင်းပဲပြရတော့မှာပဲဒါလည်းလိုတိုရှိမပြောတော့မှာပြဒီရဲ့ဖြစ်ရှင်းနေကျွန်တော်အများကြီးပြောနေပြီးမှမဟုတ်တော့ဒီရဲ့တဲကောင်ကြီးကိုကျွန်တော်ပြောမနေတော့ဒီရဲ့တဲကောင်ပြောရင်ဟာငါးပရိကစပြောအဲ့ဒီငါးပရိကစပြောပြီးတော့မှသူ့ဘေးမှာရှေ့ပေါင်း30တင်းနောက်ပိတ်နဲ့တစ်ပရိအတစ်ပါဝါပရိ6 900အကူက90ဆိုတော့ပတ်လေဟုတ်ပြီနော် အဲ့တိပိတ်ကြောင့်တစ်ပါဝါရှောက်လို့ခါထိုင်တယ်ရှောက်လို့ခါထိုင်ရှောက်ပလေးတို့ထွက်တယ်ရှောက်ပလေးတို့ထွက်ပြီးရှောက်ပလေးတို့ရိုက်ပြီးရှောက်လို့ဇောင်းထိုးတာဒါကအချိန်ကြီးပြောလို့လေကျွန်တော်တကယ်နေမှတ်မိနေတော့ဟုတ်ပြီနော်အဲ့အချိန်မှာဟာဒီထောင်လာတဲ့ရှောက်ကိုနှစ်ဆိုတဲ့ကဏ္ဍဒီဒီနှစ်ထဲမှာရှောက်ကိုနှစ်လို့ထွက်တာ